ဘလို့ဖြစ်ရလဲကိုချက်ကြီးခမည်းတော်ပြောတော့စင်ဖက်မလီကြဖက်မလီဆိုချက်ကြီးကလည်းကျုံးမိုက်ပြောတော့မကန့်ချင်တာနီကလေးတွေလာပြက်မယ်ဘာအတွက်နဲ့မှဒါမျိုးပြောဆိုမခံနိုင်ဘူးကွာမင်းတို့ပြန်ကျင်တယ်လို့ပြန်လာကျင်တယ်လို့လာလို့မရဘူးကွာကတော့စိတ်မှာတင်းမောကလာပြေလာွယ်နှစ်ရက်ပဲထွက်တာအေးရေကူးပြီးပြန်မယ်ဆိုရင်တော့တမျိုးပေါ့ ခဲ့တဲ့အပိုင်းတက်မှာတော့တော်ဘွားစီကိုမြို့ကနေညီမဝန်ခွဲတယောက်ရောက်လာပြီးဖိုးထုတို့အဖွဲ့နဲ့တူစွန်းစားစရာတွေလုပ်ကျင်တယ်လို့ပြောပါတယ်။အဲဒီနောက်တော့ဖိုးထုတို့အားလုံးနဲ့တူကိုချက်ကြီးအိမ်ကိုထွက်လာကြပြီးတရေများကျုံးကိုသွားကြတော့မှာပဲဖြစ်ပါတယ်။ဖိုးထုတို့တတွေတရေများကျုံးကိုသွားဖို့အတွက်ကတော့စိတ်ကိုရှောင်နေကြတယ်။ဘေးပပက်လေမှာတရေတွေအရက်များနေအောင်တွေးတော့ဖိုးထုကလူတွေပဲတင်ပြီးကိုချက်ကြီး ကျွန်တော်တို့ရွာစိတ်ကန်းကအဲ့လောက်တော့လူများလားဗျဟမ်ဘိုးသူအဲ့လိုမိလိုက်တော့ကိုကျက်ကြီးကဒါကလူတွေမဟုတ်ဘူးဘိုးသူရဲ့တရေတွေကိုကျက်ကြီးစကားဟောကြားလိုက်တော့အားလုံးအံ့ဩသွားကြတယ်ကိုကျက်ကြီးကဆက်ပြီးတရေတွေကတေးပြီးဝိညာဉ်ဖြစ်သွားရင်ဒီဘဝကူကတော့စိတ်ကိုလာပြီးသက်ဆိုင်ရာနေမြေတီးတီးကိုသွားကြရတာပဲတချို့ကတော့ရွာတွေတချို့ကတော့မြို့တွေတချို့ကတော့အခုကိုကျက်ကြီးတို့သွားမယ်ကျွန်းဘို့ဟမ် အဲ့တော့မှပို့သူတို့တွေလည်းနားလေသွားကြတယ်။သူတို့မှလည်းအဲ့လိုစီကန်းရှိတာပဲနော်ကိုချက်ကြီး။တူပေါ်အဲ့လိုပြောလိုက်တော့ချစ်စုကနေရာထဲမှာစီကန်းရှိရဲ့တူပေါ်ရဲ့နေတယောက်ပဲမရှိတာ။နေဝင်မပြောစမ်းနဲ့ဟာ။ခဏကြာမှဝိညာဉ်အလုံးသေဖို့အတွက်တင်မောတစင်ပင်လယ်တွေကနေပေါ်လာတယ်။တောင်းမြင်တော့ချစ်စုကတူပေါ်ကိုရိုက်လိုက်တယ်။ဟဲ့တူပေါ်ခမတွေ့လား။တင်မောကြီးပေါ်လာတယ်ဟာ။ အေးတွေ့တယ်ကျေစုမိုက်ပါးစပ်နေပဲပြောလက်မပါနဲ့အသားရီနာရီဟတင်မောကိုမြင်လိုက်တော့ကိုချက်ကြီးဟာအဲ့ဒီတင်မောဟာကိုချက်ကြီးကိုစီးရမယ်တင်မောပဲသူ့တော့ဘဝကူးတင်မောလို့ခေါ်တယ်ဟမ်ဟဲ့ကျေစုမနေကြရင်ငါနာကတ်နေနော်ကြာလာမလီနေငါမြန်ပြောပါသည်ခနာကြာမောဘဝကူးတင်မောကြီးလေသူတို့ရှိကိုရောက်လာတယ်ကဲကလေးရီလူစုမကွဲစေနဲ့နော်တင်မောပေါ်ကိုတိစားတက်ကြ ါနဲ့တို့အားလုံးဘဝကိုတင်မောကြီးပေါ်ကိုတက်လိုက်ကြတော့တယ်တင်မောပေါ်ကိုရောက်တော့တင်မောကပ္ပတိန်တယောက်ရောက်လာပြီးတင်မောပေါ်ကလူတွေကိုတိတ်ဆုံးမောင်ကြောင်လိုက်မိတယ်အဲ့ဒီအချိန်သူ့ဘယ်လိုတေလို့ဒီမဲ့မမှတ်မိတဲ့ဝိညာဉ်တကောင်ကိုတင်မောကပ္ပတိန်ကမင်းရပါလေလူသားလားဖျောက်နေဒီလူကိုစစ်ဆေးဖို့အတွက်ခေါ်သွားစမ်းကွာအဲ့လိုပြောလိုက်တော့ အတိတ်မိတဲ့ဝိညာဉ်ကကျုပ်ဟိုကျုပ်တကယ်ကိုတရားစစ်ပါဗျာလူပေါ်တော့ကိစ္စတွေကိုမမမိတော့လို့ပါဗျာသူဘလိုပဲပြောပြောတိမ်မပေါ်ကရာရှိတွေကဆွဲခေါ်သွားကြတယ်အဲ့ဒီဝိညာဉ်ကဟေ့ကျုပ်ဘယ်ခေါ်သွားကြတာလဲတိမ်မကပ္ပတန်ကတော့တိမ်မပေါ်မှာပါလာတဲ့ဝိညာဉ်တွေဘက်ကိုလှည့်တယ်ဒီအပြစ်ကိုကြည့်တာနော်ကိုဘားကြောင့်သေလဲဆိုတာမသိတဲ့ဝိညာဉ်ကိုလူသားအဖြစ်သတ်မှတ်တယ်ဘဝကူးပြောင်းခွင့်မရှိဘူးချက်ကြီးလဲ ဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ထိတ်လန့်သွားတယ်။ဗိုဒရိုကလည်းကိုချက်ကြီးကိုမျောလင့်တကြီးနဲ့ကြည့်နေကြပြီးငပင်ဟောင်းကိုချက်ကြီးကျွန်တော်ဘယ်လိုလုပ်မလဲဗျ။ဘယ်လိုသေးလဲမေးလာခင်ဘယ်လိုပြန်ပြေးရမှာလဲ။ချက်ကြီးကလည်းတူပူနေအောင်ဆိုတော့ရုပ်တရက်စဉ်းစားမရဖြစ်နေတော့တယ်။အဲ့ဒီနောက်မှာကိုချက်ကြီးကအင်းလိန်ပြောလို့လည်းမရဘူး။လိန်ပြောရင်လည်းတို့ကတိမှာပဲ။ဒီတော့မင်းတို့ဘဝမှာကြီးမားတဲ့အက်ဆီဒန်ဘာဖြစ်ခဲ့ဘူးလဲ။အဲ့ဒီအကြောင်းပြောရမှာ အာလုံအခုတွေကအဲ့ဒီကြောင်စဉ်းစားထားကြဘယ်သူမှမပေါ်စင်းနဲ့နော်ကြာလာအာလုံကချက်ကြီးကိုခေါင်းညိပြပြီးမိတော်ပေါ်ကတော့ခုနကပြည့်ရက်ကိုကြည့်ပြီးခန္ဓာကိုယ်တစ်ခုလုံးတုန်နေတော့တာပါဒါအောင်မြင်တော့ချစ်စုဟာဟဲ့တော်ပေါ်နေနေရရဲ့လားဟာနေ့တကောင်လုံးလေးတုန်ရင်နေရပြီဝရဝရရပါရဲ့ငါငါမကြောက်ဘူးရေမိဝိုင်းမကတော်ပေါ်ကြောက်နေမင်းတီတော့တော်ပေါ်တင်ငင်ချင်း ဘာမှမကြောက်နဲ့နော်။နေဘွားမှလေဘာအဆီနဲ့ပြစ်ခဲ့ဘူးလေ။အဲ့ဒါကိုသာနေစင်းစားနေကြလား။ဟမ်။ငါငါသုံးနေတာတော့ပကတ်ပကတ်ပေါ်ကနေပြုတ်ကြဘူးတဲ့ဟာ။ဟဲ့ရုပ်ရည်ရှိတာကိုပြောလေ။နေခုပုံစံသုံးနေရွှေမမဟုတ်တာဟာ။တို့ကရုံမှာမဟုတ်ဘူး။အဲ့ဒီရဲ့ချင်းကိုချက်ကြီးဟာကလေးရီတို့တို့နေမယ်သူလာနေပြီ။ဘာမှမကြောက်နဲ့။ပြပြီးသားလို့ကြာလာခဏအကြာမှာ တီမော့ကပ္ပတိန်လည်းချက်ကြီးတို့နားကိုရောက်လာတယ်။ကပ္ပတိန်ကကိုချက်ကြီးကိုရင်ဆုံးမိလိုက်တယ်။မင်းမလူပေးခဲ့တာလေ။ကိုချက်ကြီးလည်းကြိုတီစီစဉ်ထားတဲ့အချိန်ပြေးလိုက်တယ်။အဲဒီနောက်တော့ဖိုတူတို့အားလုံးကိုလည်းတလိပ်စီမေးပြီးမှနောက်ဆုံးကတော်ဘောလဲကိုရောက်လာတယ်။ဒါမှကပ္ပတိန်ကတော့တော်ဘောကိုတစ်ချက်ကြည့်ပြီးဘာမှမေးပဲကြော်သွားတယ်။ဒါကိုတကူဖြစ်မှဆိုတဲ့ကိုချက်ကြီးကဟေးကပ္ပတိန် ဒီကလေးကိုဘာလို့မမေ့ပဲနဲ့ကြော်သွားတာလေဗျ။အဲ့တော့မှကပတိန်လေးပြန်လဲလာပြီ။ဘာမှမေးစရာမလိုတော့အောင်။ "तू ကဝိညာဉ်မှန်တိတာနေလို့ပဲလေ။ကပတိန်စကားကိုကြားတော့ဖိုထရိုတတွေတူးဆန်းသွားကြတယ်။ဟုတ်တယ်။ဒီကလေးကကျုပ်ဒီသင်းမို့စစီခဲ့စဉ်ကနေတူတူပဲ။ကြောက်လန့်ပြီးတကောလုံးတုံ့ပြန်နေခဲ့တာ။ကျုပ်တော်ကလည်းဒီလိုဖြစ်မျိုးကြုံခဲ့တာဆိုတော့ဝိညာဉ်ဆိုတာတေးကြနေပြီပဲ။မေးစရာမလိုတော့ဘူး။တော့ပေါ့။ နေကန်တော့ကောင်းတာပဲဟာဒီလိုနဲ့တို့အားလုံးတပတ်ကန်းကိုကုရင်စင်ကိုကြော်ဖြစ်နိုင်ပြီစာရယ်ကဲမော့ကိုရောက်မှာတန်းစီနေကြတဲ့လူတွေကိုမြင်လိုက်တာဆိုတော့ချစ်စုဟာကိုချစ်ကြီးအဲ့ဒီတန်းစီနေတဲ့လူကြီးကဘာလဲဟင်အဲ့ဒါကဝိညာဉ်တွေကိုနယ်မြေတီးတီးကိုခွဲဖို့တဲ့ဂိတ်ပြီးအဲ့ဒီဂိတ်ကဆုံးမြတ်ပေးရဲ့နေရာကိုဝိညာဉ်တွေကသွားရတယ် ကိုကြက်ကြီးအဲ့လိုပြောလိုက်တော့ဖို့သူပါဒါဆိုကိုကြက်ကြီးကျွန်တော်အလုံးတရေမြကျုံးမို့ရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ဖြစ်နိုင်တာပေါ့ဘာလို့လဲဆိုတော့ကိုကြက်ကြီးမှဟွက်ပဲပါလာပြီးသားကဲလာသွားကြရအောင်ဒါလို့နဲ့အလုံးကတန်းစီနေရဲ့ဝိညာဉ်နေရဲ့အနောက်မှာဝင်ပြီးတော့တန်းစီနိုင်ကြတယ်။သူတို့လည်းရောက်တဲ့အခါမှာထိတ်ဆုံးမှရှိတဲ့ကိုချက်ကြီးကတပြားတစ်ခုထုတ်ပြလိုက်တယ်။စစ်စစ်လုံးနေရဲ့လူကဘယ်နဲ့ရောက်လဲ ချောက်ပါခင်ဗျဒါနဲ့စစ်စစ်ရေမှုကသူတို့ကိုဖျက်ခွင့်ပြုတဲ့ဆောင်ရွက်လေးပေးလိုက်တယ်အဲ့တော့မှချက်ကြီးလေးလာကလေးတွေတန်းစီတွေတည်းကထွက်လိုက်ကြတော့ဒါနဲ့ဖိုးထူးတို့လည်းဘေးကိုထွက်လိုက်ကြတယ်ကျွန်တော်တို့ကစစ်စရာမလိုတော့လားဗျကိုချက်ကြီးကဟုတ်တယ်ကဲဒါဆိုကိုချက်ကြီးတို့တေးများကျုံကိုသွားလိုက်ကြစို့ဒီလိုနဲ့သူတို့အားလုံးရဲ့ခြေလန်းတွေကတေးများကျုံကိုကြီးတက်လာကြတယ် တင်းမြောင်ကျောင်းအလျှောက်မှာနေရာတိုင်းမှာအလိုရှိသည်ဆိုတဲ့ဆိုင်မုံနဲ့ဝိညာဉ်တကောင်ရဲ့ပုံကတ်ထားတာကိုဖိုးထရိုအလုံးတွေ့လိုက်ကြတယ်။ဒါနဲ့ဖိုးထူဟာကိုကြကြီးဒီဝိညာဉ်ကဘာလဲဗျ။ဒီဝိညာဉ်ကိုဝိညာဉ်နိုင်ကလိုချင်နေကြတာလားဗျ။ဟုတ်တယ်။ကိုကြကြီးတို့လားဒီကိစ္စကြောင့်ပဲ။ကိုကြကြီးတို့ဒီဝိညာဉ်ကိုဖမ်းရမှာ။ဒီဝိညာဉ်ကိုဖမ်းနိုင်ရင်ကိုကြကြီးတို့စူးကျင်းမှုတွေလည်းအများကြီးရမှာ။ဒါကိုနားမလဲတဲ့ကျစုကအဲ့ဒီစူးကျင်းမှုကို လူကဘာမှာပြန်သုံးလို့ရလို့လားဟင်ကျေစုအဲ့လိုမိလိုက်တော့မိဝိုင်းကလေအင်းဟုတ်တယ်မိဝိုင်းလက်သိကျင်နေကိုချက်ကြီးရဲ့သုံးလို့ရတာပေါ့ကလေးတို့ရဲ့ခုနကကိုချက်ကြီးတို့တင်မောပြီးမှတင်မောတစီဖြတ်သွားတွေ့ရမလားအားလုံးကခေါင်းညိတ်လိုက်ကြတယ်อืมအဲ့ဒီတင်မောကခရီးတဲ့ဝိညာဉ်တွေကိုပို့ပေးတယ်တင်မောပဲအဲ့ဒီတင်မောနဲ့ဂရုစိတ်ကိုကူးပြီးဂရုစိတ်မှာပစံတွေကိုဝှက်ထားခဲ့မှာပေါ့ ပြီးမှပတ်စံဖွက်ထားတဲ့နေရာကိုပြန်သွားတူမှာပေါ့မှောက်ဘူးလားချက်ကြီးအဲ့လိုရှင်းပြလိုက်တော့မှဖိုးထုတို့လည်းနားလေသွားကြတယ်ရှင်မိုက်တယ်ကိုချက်ကြီးဒါဆိုလေဒီဝိညာဉ်ကိုမြေမြပန်းလိုက်ကြရအောင်ဗျာမပန်းငင်ကိုချက်ကြီးတို့တွေ့ရမယ်လူရှိဘယ်သူလဲရင်ကိုချက်ကြီးဒီကျုံးကိုပိုင်နေကျုံးမိုင်မှုပဲဒလုံနဲ့သူတို့တတွေကျုံးမိုင်ရဲ့အိမ်ကိုရောက်လာကြပြန်နေကျုံးမိုင်က ကလေးတွေအများကြီးနဲ့ရောက်လာတဲ့ချက်ကြီးကိုတွေ့တော့ဟဲ့လူကျုပ်မင်းကိုဒီမှာကစားဖို့ခေါ်တာမဟုတ်ဘူးနော်ဒီကလေးအများကြီးကပါလေကျုပ်လည်းကစားဖို့လာတာမဟုတ်ပါဘူးဝိညာဉ်တကူဖမ်းမိဖို့ပဲလာတာဒီကလေးတွေကလည်းရိုးရိုးကလေးတွေမဟုတ်ဘူးကျုပ်ရဲ့လက်ထောက်ဒီပဲဗျအဲ့တော့မှကျုံးမိုင်လည်းညင်သွားတယ်ဒါဆိုလည်းကောင်းပြီလေမင်းကိုဝိညာဉ်တကူကြောစိန်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြမယ်ဒါလို့နေ့ ဝိညာဉ်တကူကျော်စင်ရဲ့အကြောင်းစပြီးတော့ပြောတော်တယ်။ "तू อ่ะလာပညာနဲ့လာခွင့်ညာဒီမှာပေါ်လာပြီးတော့ပြစ်စီခိုးတယ်။ဒါကြောင့်မင်းတို့ကိုလာခွင့်ညာမှာခေါ်လိုက်တာပဲ။အခုတတိတော့သူ့အကြောင်းဒီလောက်ပဲသိသေးတယ်။သူ့ကိုဖမ်းမိနိုင်ရင်ပုံမှန်ပြောထားတဲ့အတိုင်းစူးကြည့်ရမယ်။ကောင်းပြီလေ။ဒါနဲ့ကျော်စင်ကဒီကျုံမမှာပဲနေရလား။ဒီကျုံမမှာပဲနေရင်အဲ့လောက်ဖမ်းရခက်ပါမလားကွ။မင်းတို့တော့မလို့ကျုပ်တို့ဝိညာဉ်နေမဲ့ပေါင်းပြီးတော့ဖမ်းလိုက်ကြမှာပေါ့ဒါဆို ဒီကျွန်းကိုလာလို့ရတဲ့လမ်းကဘယ်နှလမ်းရှိရလဲခုနကကမင်းတို့လာခဲ့တဲ့လမ်းအဲ့ဒီတလမ်းပဲရှိဒါဆိုလည်းကောင်းပြီလေပတ်စံတို့ကအသိပြင်ထားတော့လာကလေးသွားမယ်အဲ့လိုပြောလို့ထွက်လာခဲ့တော့ဒီဒီလိုနဲ့ညမှာတော့ချက်ကြီးတို့အဝေးသားတွေဂရုစိတ်မှထိုင်လို့တကူးလောင်စောင့်နေကြတယ်တုပ်ပေါ်ကတကူးရဲ့မြင်မြန်လာပါတော့ကွာချင်းကိုက်လာပြီကွာ ိတ်ကွာဟုတ်ပါရွှမ်းမြမြပြန့်ကြည့်မိဖုန်းမကန်ရတာတော်တော်နေရတိုင်ရခက်တယ်ကွာချက်ကြီးအောင်ပိုးထူးနဲ့တုပ်ပေါ်လေပေါ်နေရတဲ့အတွက်ကြောင့်ခလင်းတို့တို့နေတော်ကြလေတကောကကိုချက်ကြီးလိုအတန်ကြောက်သွားပြီးတော့အစီအစဉ်ကြီးပြက်ကုန်နေမှာအဲ့ရောမှာပိုးထူးနဲ့တုပ်ပေါ်လေအတန်တိတ်သွားကြတယ်တိုင်းမဲ့လေအဲ့ဒီအချိန်မှာ တကူမကရိုးစိတ်မှာပေါ်မလာပြီးကျုံးမမှာပဲပေါ်လာတဲ့ကြားရဲ့အတွက်ပိုးထုတို့တည်းကျုံးစီကိုပြေးလာရည်သူတို့ရောက်သွားချိန်မှာတကူကထွက်ပြေးသွားခဲ့ပါပြီဒါနဲ့ကျုံးမရဘလို့ဖြစ်ရလဲကိုချက်ကြီးခမားတို့ပြောတော့စင်ဖက်မလီကြဖက်မလီဆိုချက်ကြီးကလည်းကျုံးမပြောတော့မကန့်ကျင်တာနီကလေးတွေလာပြက်မယ်ဘာအတွက်နဲ့မှဒါမျိုးပြောဆိုမခံနိုင်ဘူးကွမင်းတို့ပြန်ကျင်တယ်လို့ပြန်လာကျင်တယ်လို့လာလို့မရဘူးကွ ကတော့စီမှာတင်းမောကလပြေလခွေနှစ်ရက်ပဲထွက်တာအေးရေကူးပြီးပြန်မယ်ဆိုရင်တော့တမျိုးပေါ့အိမ်တော်မှာချက်ကြီးလေးဆိတ်လျှော့သွားတယ်ကျုပ်တို့လည်းတညလုံးကတော့စီမှာထိုင်ဆောင်နေရပြီဗျကျုံးမိုင်ပဲပြောတော့ဝင်းပေါက်ကဒီကတော့စိတ်တစ်ခုပဲရှိတယ်ဆိုဟာချက်ကြီးအဲ့လိုမီတော့ကျုံးမိုင်လည်းအတန်တိတ်သွားတယ်ကျုပ်လည်းထင်အောင်ပြောတာပေါ့ဗျတချောင်းဝင်ပေါက်ရှိလားဆိုတော့ကျုပ်မသိဘူးလေအဲ့ဒီရဲ့ချင်းချစ်စုကဝင်းပြီးပြောလိုက်တယ်တကယ်လို့ တကူကဝင်လာမှုပဲအထဲမှာရှိနေပြီသားဆိုရင်ရောကိုချက်ကြီးဟမ်ကိုချက်ကြီးကချစ်စုတို့ကိုလက်ခံနေอืมဟုတ်ပြီချစ်စုညီမလေးဘလို့စဉ်းစားမိလို့လဲကိုချက်ကြီးကိုပြောပါအောင်တကူကဒီကျုံမကဝင့်ညင်မဲမဖြစ်နိုင်ဘူးလားလို့လေဘာလို့ဆိုကျုံမိုင်စကားရဝင်မောက်ကလည်းဒီတစ်ခုပဲရှိရဲ့နောက်ပြီးကျုံမကဝင့်ညင်နေရလေဘလို့မှမဖမ်းမိဘူးဆိုတော့ဒီကျုံမကများဖြစ်နေမလားလို့ပါချစ်စုအဲ့လိုပြောလိုက်တော့ ကျောင်းမိုင်ကခါခါတီတီညင်းလိုက်တယ်။ကျုပ်ဒီကျောင်းမှာကျောင်းမိုင်လုံးနေရဆယ်နှစ်ကျော်နေပြီဗျ။ဒီကျောင်းမော်ကဝိညာဉ်တွေကိုကျုပ်မသိရတဲ့သူတယောက်မှမရှိ။အဲ့ဒါကြောင့်မဖြစ်နိုင်။သူကသူ့တယောက်မှန်ကိုဖုံးကွက်ပြီးနေနေရဆိုရင်သူ့ရုပ်ဆိုပြီးလိုက်ဖမ်းနေကြတဲ့ဝိညာဉ်တွေသိနေရကသူ့ရုပ်တကယ်အစ်မမဟုတ်ရင်ကျစ်စုစကားကြောင့်ပို့ထရိုအလုံးအံ့ဩသွားကြတယ်။ကျောင်းမိုင်ကလည်းစိတ်ဝင်စားသွားတာနဲ့သူ့ရုပ်စင်မဟုတ်ဘူးဟုတ်လား။အဲ့ဒါဘာကိုပြောချင်တာလဲ။ Huh? ဒါနဲ့ကျစုကမင်းအေဒီကအသားကဲ့မြင်တဲ့ပုံကိုထုတ်ပြလိုက်တယ်။ကျုံးမိုင်ကဒါရီကိုမြင်တော့ဒါရီကပါပြီလေ။ဒါရီကအသားကဲ့မြင်တဲ့ပုံနေပါ။အသားမှာကက်လိုက်တာနဲ့အဲ့ဒီမြင်တဲ့ပုံတွေကလူရုပ်တိုင်းဖြစ်သွားမှာ။အဲ့ဒီအချိန်မှာကျစုအတွေ့တကူတက်ရသွားပြန်တယ်။နောက်ပြီးအဲ့ဒီငွင့်ညင်တကူကြော်စရာမတည်သေးတဲ့လူလေးဖြစ်နိုင်နေရှင့်။ကျစုရဲ့ဒီစကားမှာတော့အလုံးအတိတ်တက်လက်နေဖြစ်ကုန်နေ။ဖို့သူဟာ မသေးသေးတဲ့သူဟုတ်လားချစ်စုဟမ်ချစ်စုကလေပို့ထုကိုကောင်းကြီးပြလိုက်တယ်ဟုတ်တယ်ငါတို့လိုမသေးသေးပဲနဲ့ကျုံးကိုကူးနေတဲ့သူလည်းဖြစ်နိုင်နေဟချစ်စုစကားကြောင့်အလုံးစီဝေစွာကြီးဖြစ်သွားကြတယ်ကဲဒီရောက်နောက်လာမယ့်ပိုင်းမှာချစ်စုပြောတာကပဲမှန်မလားဒါမှမဟုတ်အပြင်းမှန်တက်တက်ရှိနေမလားဆိုတော့ကိုတော့အပြေရှာဖို့အတွက်နောက်ပိုင်းကိုစောင့်ကြည့်လိုက်ရအောင်နော်